မြမဆယ်ကျော်တဲ့ MMA fighter ထွန်းမင်းအောင်က1 Friday fight 129ပြိုင်ပွဲမှာထိုင်းဝါရင် fighter တန်နွန်ရဲ့အခြေခံချက်တွေကိုမထီအောင်အာယုံစိုက်သွားမယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ထွန်းမင်းအောင်ကဒီနေ့တောက်ကြညထိုင်းနိုင်ငံမှာကျင်းပမယ့် 1, 1 Friday fight 129ပြိုင်ပွဲမှာ main event ပွဲဖြစ်ထိုင်း fighter တန်နွန်နဲ့ရှင်ပြိုင်သွားရမှာပါ။တန်နွန်နဲ့ပတ်သက်ပြီးထွန်းမင်းအောင်ကတန်နွန်ရဲ့အောက်ခြေခံချက်တွေသုံးတာအရန်ကောင်းပါတယ်။သူ့ရဲ့ကံချက်တွေမခံရအောင်နေ့စနစ်တွေကိုအာယုံစိုက်လေ့ကျင့်ခဲ့ပါတယ်။ သူဘလို့တိုက်ခိုက်လာမလဲဆိုတာမသိသေးတာကြောင့်ဘလို့တုတ်ပြန်မလဲဆိုတာကျွန်တော်အတိအကျမပြောနိုင်ပါဘူး။ပြိုင်ဘက်အုံပြူနိုင်တဲ့တိုက်ခိုက်မှုတစ်ခုတည်းကိုပဲအာယုံဆိုင်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့သူ့ရဲ့ခြေကံချက်တွေဘလောက်ပြင်းထန်လဲဆိုတာကျွန်တော်သိထားတာကြောင့်ကျွန်တော်ရဲ့အဓိကအစီအစဉ်ကသူ့ရဲ့ကံချက်တွေမထီအောင်အာယုံဆိုင်သွားဖို့ပါပဲလို့ဖွင့်ဟခဲ့ပါတယ်။ထမင်းအောင်ဟာဝမ်းချက်မြန်ရှင်မှာ၄ပွဲရှင်ပြိုင်ခဲ့ရမှာ၂ပွဲနိုင်၂ပွဲရှုံးခဲ့ပြီးနောက်ဆုံးပွဲမှာဒိုင်းပွဲရနဲ့အနိုင်ရထားပါတယ်။ တန်တုံကဝမ်းချမ်းမြေရှင်မှာတပွဲနိုင်တပွဲရှုံးရလက်ရရှိထားပါတယ်။ဒါ့အပြင်နောက်ထပ်မြန်မာဖိုက်တာတဦးဖြစ်တဲ့ဟာလိန်ဝမ်ခေါ်အောက်ချင်းလေးကလည်းဂျပန်ဖိုက်တာတာနေစုနဲ့ရင်ဆိုင်မှာဖြစ်ပါတယ်။ဟာလိန်ဝမ်ခေါ်အောက်ချင်းလေးကတော့ဝမ်းချမ်းမြေရှင်မှာတပွဲတာရှင်နိုင်ခဲ့ဘူးပြီးအဲ့ဒီပွဲမှာလည်းဂျပန်ဖိုက်တာကိုရှုံးနိုင်ထားပါတယ်။ထွမင်းအောင်နဲ့ဟာလိန်အန်ခေါ်အောက်ချင်းလေးတို့ပါဝင်ရှင်ပြိုင်မဲ့1 Friday 5 129ပြိုင်ပွဲကိုဒီနေ့ညမြမစံတော်ချိန်ည9:00နာရီချိန် SkyNet Sport X နဲ့ SkyNet Application တို့ကနေတိုက်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်ရှင်။ Thank <laughs> you.